အားလုံးပဲမင်္ဂလာပါ Red Manchester ဖော်ပေါ်တဲ့ United တို့တောင်းကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့လက်ရှိလောလောဆယ်မှာရရှိထားတဲ့တင်းနဲ့ပတ်သက်ပြန်ပြီးဆွေးနွေးကြည့်အောင်ပါအတင်းရဲ့တိုက်စမှုပြည့်မှတ်ဒီနဲ့တကွာကျွန်တော်တို့ Resmen White Line ရဲ့တင်းတွေရတာရင်တော့ Fabrizio Romero တို့ဘာလို့ကတော့ Inter Milan တင်းအောင်မကြတိတ်ခင်တွေက Resmen White Line ရဲ့ agent ဖြစ်ပြီးနဲ့ဆွေးနွေးခဲ့ပြီးတော့ဆွေးနွေးမှုတွေလောက်ဆောင်ရရှိရပေါ့ဗျာ Inter Milan က Resmen White Line နဲ့သူပါမာရဲ့ကစားသမားဖြစ်တဲ့ဒီ Ron Bonio ကိုလည်းအဓိကပြည့်မှတ်ထားတဲ့အထက်မှာပါနေရဆိုပြီးတော့ ရိုမန်နိုကတော့ပို့လို့လာတယ်ဆိုတော့တခြားသောရိုးတွေရကြည့်မယ်ဆိုလို့ရှိရင်အင်တာမီလန်က Respect White Line ကိုဦးစားပေးပြမှဖြစ်ခိုးယူလို့ရပေါ့ဗျာဆိုတော့သူရဲ့ရာသီတစ်ခုပြီးဆုံးခဲ့ပြီးတဲ့နောက်မှာ Champion League မှာဒုတိယရခဲ့ပြီးတော့ Tyson အင်အားကိုထပ်မံပြီးတော့ဖြစ်တဲ့လူတွေပေါ့ Respect White Line ကိုလည်းအပိတက်ဝေယူခွင့်ပါဝင်တဲ့တရားသီးစာအားနဲ့စာရှုပ်ရှုပ်ပြီးတော့ခိုးယူသွားဖို့ရှိနေတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဆိုတော့ အော် agent ဖွဲ့ဒီပိုင်းနဲ့ဆွေးနွေးခဲ့တယ်ဆိုတော့ဒီလိုသူတို့တကယ်စိတ်ဝင်စားနေလို့ပဲသူတို့တကယ်စိတ်ဝင်စားနေလို့ပဲဘလို့အရှင်းကြီးတွေပါရှိနေလဲဆိုတော့တဘောပဲဆိုတော့ inter milan ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းသူတို့မှ lorota martinez တို့လိုတကယ်ကောင်းတဲ့တိုက်စစ်မှုမျိုးရှိတယ်။ဒါပေမဲ့အသက်အရွယ်တော့ရလာပြီပေါ့လေ။ဒီအချိန်မှာသူတို့ဘက်ကလက်ရှိလို့ဆိုရင်မှာ united ကစီးတန်တန်နဲ့ရနိုင်မယ် resme watchland ကိုခေါ်ပြီးတော့ဥထားမယ်ဆိုတဲ့သဘောမျိုး။လက်ရှိလို့ဆိုရင်မှာ resme watchland ကရုံးကန်နေရတော့ရုံးကန်နေရတာပေါ့။ဒါပေမဲ့သူပါ atlanta အသင်းမှာတော်တော်လေးကို ကောင်းခဲ့တဲ့ကစားမပါ thank you တို့များမျက်စိကြားခဲ့တဲ့ကစားမ intermediate ဥက္ကဋ္ဌကဆိုလို့ရှိရင်တော့မဒီ sorry ဒီ atlanta အသင်းရဲ့ဥက္ကဋ္ဌကဆိုလို့ရှိရင်တော့အဲတုန်းက resume question ကိုယူတန်းတရာလောက်ဒီတန်းကြီးရှိရလို့ပါဘူးပြောခဲ့တာအခုလက်ရှိမှာတော့ဘာမှဟုတ်မနေတာဗျာ so question က united မှာ doubt shot ရုံးကန်နေရတယ်ဆိုတဲ့အချိန်ဒီမှာ intermediate ဘက်ကခိုးရှင်းလာတယ်ဆိုတော့ကျွန်တော်တို့တတင်းကောင်းမို့နော်အဲအင်တာမီလန်ဘက်ကလည်းဒီကောင် Atlanta မှာတော်တော်လေးယူကောင်းခဲ့တယ်။ Manchester United မှာယုံကန်ကြရရှင်မဲ့ လေးအပြောင်းလေးပါဖြစ်သွားလို့ရှိရင်ဒီဒီပါရောက်လာလို့ရှိရင်အများကြီးပိုကောင်းလာမှာဆိုရဲတဘောမျိုးနဲ့ကြိုးစားတာမျိုးလေးဖြစ်နိုင်ရယ်ဆိုတော့အငှားနဲ့ပဲခိုးခိုးကျူပန်းသွားမလားလက်ရှိတိုက်စစ်မှာသူတို့ခိုးပြီးတော့ဥထားမဲ့ကစားမဖြစ်ပြီးတဲ့ခိုးခိုးကျူပန်းသွားမလားဆိုတော့ကတော့စောင့်ကြည့်အောင်မှာဖြစ်ပါတယ်ဆိုတော့ question နဲ့ပတ်သက်ပြီးတော့ကျွန်တော်အကြံထုတ်မှရမယ်အတဲမှာ question နဲ့ဆက်သွားလို့မရပါဘူးကျွန်တော်တော်တော်လေးအဆင်မပြေဘူးတော့ first test ရှိတာအားနည်းတာတိုက်စစ်ဘက်မှာမယုံကန်နိုင်တာ တို့ရှိဘောလုံးရောက်သွားရင်အဲ့ဒါနဲ့ line gap လေးမှာကစားနိုင်ပြီနဲ့တော်တော်ပြည့်နေကြပါလို့ဒါလည်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ watch လမ်းနေရအောင်အစားထုတ်မှရမယ်ကျွန်တော်တို့ Joshua Sexy ရှိရဆိုပေမဲ့ Sexy ကလုံးဝကိုတဲ့အမကကျရှိရကစားမှမျိုးမဟုတ်ဘူးဗျာသူကဟို line gap လေးတွေပါလေပို့ပြီးတော့အဆင်ပြေတာဆိုတော့ခိုးရရတဲ့မှာဆိုလို့ရှိရင်ခိုးမဟုတ်ဆိုတရားမဟုတ်တဲ့အတွက်ကျွန်တော်တို့တိုက်စစ်ပြီးတော့အင်အားဖြည့်တင်မှရမယ်ဆိုတော့လက်ရှိအချိန်ဒီမှာအတန်းကလည်းငွေလိုနေရဆိုတဲ့အချိန်ဒီမှာ Resmen Watch လမ်းကိုလက်လွတ်နိုင်မဲ့အခွင့်အရေးရှိနေတာက အသင်ပဲတည်နှောင်းပါ။ဟောရေဝင်နေလဲဒါလေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါအောင်။နောက်ကတော့အသင်ရဲ့တိုက်စီမှုပြင်မှတ်တွေတဲကပေါ့လေ Jacob Ban ရဲ့ report ပါ။ဆိုတော့ Manchester United အသင်က Victor Rodriguez ကို dream target အဖြစ်သတ်မှတ်ထားပြီမြဲလို့ Alexander Mitrovic ကိုခေါ်ဖို့အတွက်စဉ်းစားလာကြအောင်သိရတယ်ပေါ့ဗျာ။ဆိုတော့တချို့သော report မှာယူတွေ့မှာဆိုလို့ရှိရင် Alexander Mitrovic ကိုခေါ်ဖို့အတွက်ကတော့ပေါင်တန်း40လောက်ကုန်ကြနိုင်တယ်ဆိုပြီးတော့ဖော်ပြထားကြရရှိတယ်။ဟော Mitrovic ကိုကျွန်တော်ဘာလို့ခေါ်မှလဲပေါ့နော်။ ဒီချင်းကြာကြာချင်းမှာကျွန်တော်ရေတောင်ရေရှင်နေပေါ့ဆိုတော့ကျွန်တော်ဆူဒီကကစားမတရားကိုဘလို့လို့သွားခုံပါလေသူဖူလန်ကဘာလို့မှကစားခဲ့ရဗျာဟောဖူလန်ကမှဆိုရီကိုရောက်သွားဖူလန်မှကစားတော့ကမီထူဘေးတို့ဘာလို့ဂျိုးပန်းမယ်ဆိုလို့ရှင်မှာကျွန်တော်အဲ့တော့ကဒီဟောအဲ့တော့ဆိုလို့ရှင်တော့ပေါင်တန်း40လောက်သူ့ရဲ့တန်ကြီးရှိတာပေါ့လေသူအဲ့တော့ကဆိုလို့ရှင်အတက်20 25 26လောက်ပဲရှိသေးတယ်ဆိုဆိုဒီမှာနှစ်နှစ်တောင်းနဲ့ကစားပြီးသားကစားမတရားလက်ရှိအတက်ရွာဒီနေ30ဖြစ်နေပြီတော့ဘာသွားလုံးပါလဲ ပေါင်တန်းကလည်း40လောက်ထပ်ပြီးတော့ကောင်းကြအောင်မယ်။အဲ့တော့တခြားသောတိုက်ရှင်းမှုပြည့်မဲ့တွေပဲရှာစမ်းပါဘာလို့မှလည်းမီထူပိတ်ကိုသွားပြီးတော့တော်တော်လေးလူပြိုးစရာဖြစ်အောင်မလုပ်ပါနဲ့မီထူပိတ်ဒီဆိုရီယာကစားမအောင်သူကခေါ်ခေါ်မှာတော့အဲ့တော့သူရဲ့စွမ်းဆောင်ရည်ဒီပိုင်းနဲ့ပတ်သက်ပြီးတော့ဆိုရီမအဆင်ပြေနေရဆိုပေမဲ့ဒါကမှအာမခံချက်ရှိရမှာမဟုတ်ဘူးညာဆိုရီမအဆင်ပြေပြင်မပြေပြေကျွန်တော်ပြင်ရလေးမှာအဆင်ပြေဖို့လိုတယ်။အဲ့တော့တခြားသောလီဒီပါတွေကခေါ်ဖို့ဆိုလို့ရှိရင်မှာတော်တော်လေးကိုစဉ်းစားနေရတဲ့အချိန်ကြီးအတဲ့ကတော်တော်လေးကိုယုံကန်နေရတဲ့အချိန်ကြီးမှာ ဆိုဒီကမီထိုပစ်ကိုခိုးပြီးတော့အတင်းရဲ့တိုက်စစ် UN ရဲ့နေရာအတွက်အစားထိုးမယ်ဆိုတော့တကယ်ကိုဟာတာဟာတာဖြစ်တယ်ပေါ့လေအဲ့တော့ကျွန်တော်ကတော့တော်တော်လေးအဆင်ပြေဘူးလို့ယူဆတယ်ဆိုတော့မီထိုပစ်နဲ့ပတ်သက်ပြီးတော့မီထိုရဲ့အမြင်ကိုလည်းဆွေးနွေးကြပါဦးမီထိုပစ်ကခုံတဲ့နေထဲမှာပါရလာပေါ့ ဆိုတော့နောက်တစ်ခုကတော့ beta regress ကို drain target အဖြစ်ရှိနေသေးပဲဖြစ်တယ်ဗောလေ beta regress ကို drain target အဖြစ်ရှိရဆိုတော့လက်ရှိအချိန်မှာလည်းစဉ်းစားစရာရှိတယ်ဘာလို့လဲဆိုလို့ရှိရင် beta regress ဟာတခြားသောအတန်းတွေနဲ့တဲ့နေတောက်လျှောက်ထွက်နေပြီမဲ့လူသူ့ကိုကန်လန်းမဲ့ club တင်ကမရှိသေးဘူးဖြစ်နေတယ် arsenal တို့ဘာလို့လဲတဲ့နေတောက်လျှောက်ထွက်တယ်တခြားသောအတန်းတွေနဲ့တဲ့နေတောက်လျှောက်ထွက်တယ်ဆိုပေမဲ့ regress ကအခုရှိနေဟိုတိုင်ဝမ်ကန်လန်းထားချက်မရှိကြသေးဘူးဗောလေ chelsea ဘာလို့ဘက်ကလည်းဒီ liam dilet တက်ပူကောင်းတဲ့ ပီတာရိုဂရက်ကိုခေါ်ဖို့ခွင့်ရရှိခဲ့မယ်သူကလီယမ်ဒီလစ်ကိုပဲခေါ်သွားတယ်လက်ရှိမှာအာဆင်ကလည်းတော်တော်လေးကိုစိတ်ဝင်စားနေဆိုတော့ဒါမျိုးထွက်ခဲ့ပြီမဲ့လို့လီယမ်ဒီလစ်ကိုခုခီကန်လာခြင်းမရှိသေးဘူးဆိုတော့ကိုရီဘက်ကလည်းဟိုမျောလန့်ချက်လေးရောရှိနေသေးတာပေါ့လေပီတာရိုဂရက်ကရှမ်ပီယံလိဝင်ဝင်ရတဲ့အတန်းတွေကိုပဲပြောင်းကျင်နေဆိုလို့ရှိရင်တော့မှရှမ်ပီယံလိဝင်ဝင်ရတဲ့အတန်းတွေကသူ့ကိုတည်ဝင်မကန်းလန်းခဲ့လို့ရှိရင်ကိုရီဘက်မှာမျောလန့်ချက်လို့ရှိတယ်ဆိုတော့လက်ရှိလိုချင်မှာတော့ယူဒီယူတန်းလျှောက်စစ်တော့နဲ့ရနိုင်မယ်ဆိုတဲ့တတိုင်းလေးထွက်ထားတဲ့အတွက် အဲအတန်းအတွက်ကတော့ဒါညှိုးလင်းချက်တစ်ခုပေါ့လေ drain target ဖြစ်လို့ဆက်ရှိနေသေးပဲဖြစ်တယ်ဆိုတော့ညီကိုနဲ့ရောဒါရင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါအောင်ကြည့်ရှုအပ်ပေးကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်ညနေပိုင်းမှာပေါ့